အားလုံးပဲမင်္ဂလာပါမြန်ခရစ်တာနေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Hora Airdrop နောက်တစ်ခေါက်လာသွားတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Hora Airdrop ဆိုတာကကျွန်တော်တို့ဒီ Launch Pool ထဲမှာပဲတွားရမှာပေါ့နော် Launch Pool ထဲကိုရောက်ပြီဆိုရင် Hora Airdrop နဲ့ Launch Pool ဆိုတဲ့ Tab လေးနှစ်ခုပါတယ်ဒီချက်က Hora Airdrop ဆိုတဲ့ဘက်မှာဖြစ်ပါတယ်ရှိရကမှကျွန်တော်တို့ sign ဆိုတဲ့အကြောင်းနဲ့ဗီဒီယိုတစ်ပုတ်လုတ်ပေးခဲ့တယ်ပေါ့နော်အခု state stone ဆိုတဲ့ token ကိုဆက်ပြီးတော့ဟိုတာ airdrop အနေနဲ့ပေးလာပြန်ပြီဖြစ်ပါတယ်။ဒါကတော့၅လပိုင်းထဲမှာပထမအုပ်ဆုံးလာတဲ့ဟိုတာ airdrop လို့ပြောလို့ရပါတယ်။ snapshot ယူသွားခဲ့တဲ့အချိန်ကိုကြည့်မယ်ဆိုရင်လည်း28ရက်နေ့ကနေပြီးတော့29ရက်ဒါ၄လပိုင်းပေါ့နော်။လေးလပိုင်း29ကနေ29ဆိုတော့2ရက်လောက်အတွင်းမှာတင် snapshot ယူသွားခဲ့တယ်ဒီထဲမှာကိုယ့်ရဲ့ BNB ပမာဏအပေါ်မူတည်ပြီးတော့ AirDrop token တွေကိုပြန်ပေးတာဖြစ်ပါတယ် stash shot ကဘယ်လိုလူတွေကိုယူရလဲပေါ့နော်ဒါလေးကိုသိဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ asset ကလေး30ထက်က more detail ဆိုတာလေးကိုနှိပ်လိုက်နှိပ်လိုက်တဲ့ဆိုရင်ဒီ stake stone ရဲ့ announcement page ကိုရောက်သွားလိမ့်မယ်ဒီမှာဆိုရင် stake stone ဆိုတာက hora airdrop မှာလာတဲ့18ခုမြောက် project ဖြစ်ပါတယ်သူရဲ့ share မှာတော့ sign ဆိုတဲ့ token လာခဲ့တယ်သူရဲ့ token ရဲ့ sign ကတော့ sto အနေနဲ့လာမယ်ပေါ့နော်ဒါကမှ simple n နဲ့မှာ BNB တွေကို simple n နဲ့မှာ flexible ပဲဖြစ်ဖြစ်ဒါမှမဟုတ် lock ပဲဖြစ်ဖြစ်လောက်ထားတဲ့သူတွေကို ဟိုတာ airdrop အနေနဲ့ပေးတာဖြစ်ပါတယ်။ဘယ်ချိန်ကနေဘယ်ချိန်လဲဆိုတော့ snapshot ယူသွားတာကတော့ဒါရှေ့မှာပြောခဲ့ပြီးသားပေါ့နော်။29ကနေ29ရက်2ရက်အတွင်းမှာ snapshot ယူသွားခဲ့တယ်။ airdrop တွေကိုလည်း distribution လုပ်ပြီးသွားပြီဖြစ်ပါတယ်။အခုချိန်မှာဆိုရင် Binance မှာ STO ဆိုတဲ့ token ကိုစပြီးတော့ trade လုပ်လို့ရနေပြီပေါ့နော်။ trade လုပ်လို့ရတဲ့ pair ကလည်း၅ခုရှိပါတယ်။ဒီ၅ခုကလည်းထုံးစံအတိုင်းကျွန်တော်တို့ pair ၅ခုဖြစ်ပါတယ်။ USDT, USDC BNB FTUSD နဲ့ TRY ဆိုတဲ့ token ၅ခုနဲ့ STO ဆိုတဲ့ token ကိုကျွန်တော်တို့အကြောင်းဝယ်လုပ်လို့ရတာဖြစ်ပါတယ်။ဆိုတော့ Hoda Aero နဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်လေးကိုဆက်ပြီးတော့ကြည့်ရအောင်ပေါ့နော်။ token ရဲ့နာမည်ကတော့ Stake Stone ဖြစ်ပါတယ်။ STO ဆိုတဲ့သင်္ကေတနဲ့လာတယ်။သူ့ရဲ့စုစုပေါင်း Genesis Total Supply ကိုကြည့်မယ်ဆိုရင်1 billion STO အထိရှိတာဖြစ်ပါတယ်။ Maximum Token Supply ကိုကြည့်မယ်ဆိုရင်လည်း1 billion STO အနေနဲ့ပဲရှိမယ်။ Hoda Aero ကိုပေးသွားခဲ့တဲ့ပမာဏကတော့ စုစုပေါင်း maximum token supply ရဲ့1.5%ကိုပေးသွားတာဖြစ်ပါတယ်ဒါက15 million STO token တွေပမာဏအထိရှိပါတယ်ထပ်ပြီးတော့နောက်ထပ်15 million STO token တွေကိုကြတော့ spot listing ပြီးသွားတဲ့အချိန်3လမှာ marketing campaign အနေနဲ့ထပ်ပြီးတော့ပေးသွားအောင်မယ်ဒါကလည်းကျွန်တော်ပေးလေရှိတဲ့ပုံစံအတိုင်းပဲပေါ့နော်အဲ့တော့ဒီမှာတခုဆက်ကြည့်ရမှာက circularity supply ပေါ့ Binance မှာ list တဲ့အချိန်မှာ STO ရဲ့ supply က မဇီမန်တိုကင်ဆပ်ပလိုင်းရဲ့22.53%ရှိနေတာဖြစ်ပါတယ်။225တန် STO တိုကင်တွေကို Binance မှာစပြီးတော့ကျွန်တော် list တဲ့အချိန် Circulating Supply လဲပတ်နေတဲ့တိုကင်တွေအဖြစ်စပြီးတော့ထွက်လာတာဖြစ်ပါတယ်။ Stage Stone STO နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Binance ရဲ့ Research Report မှာလည်းသွားဖတ်လို့ရတယ်။လောလောဆယ်မှာတော့ Research Report ကတက်မလာသေးတာကိုတွေ့ရတယ်။သူ့ရဲ့ website ကိုလည်းဒီကနေ့သွားပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်။ So Stage Stone ဆိုတာကတော့ကျွန်တော်တို့ဒီ Liquidity Infrastructure Protocol တခုပဲဖြစ်ပါတယ်။ State Stone မှာ SEO token တွေကအဓိကဖြစ်မယ်ပေါ့နော်။ပြီးတော့ဒီ blockchain ဘောင်းစုံမှာကျွန်တော်တို့ blockchain နေဘောင်းစုံချားထဲမှာ OFT အဖြစ်နဲ့ layer 0နည်းပညာကိုသုံးထားတဲ့ဒီဘော်ကနေတစ်ဆင့်လဲပတ်သွားမှာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ blockchain အသစ်တွေလို့ပြောလို့ရတဲ့ score တို့ပြီးရင် mantra တို့အစရှိတဲ့ blockchain တွေကိုလည်း support ပေးထားတာကိုတွေ့ရတာဖြစ်ပါတယ်။ state stone နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်လေ့လာခြင်းနဲ့ဆိုရင် website တို့ white paper တို့ကိုသွားဖတ်ကြည့်လို့ရပါတယ်။ ကျွန်တော်ဒီနေ့ပြောပြပေးတာကတော့ Binance ရဲ့ Hora Azure မှာ BNB ကင်ထားတဲ့သူတွေကို STO token တွေ Azure ပေးသွားတဲ့အကြောင်းကိုတိဆက်ပေးကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုစုံတိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ချပါမယ်ခင်ဗျာ။အားလုံးပဲ trade တိုင်းမျက်ကြပါစေခင်ဗျာ။